မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့အဝင်အကြမ်းဖက်ဆက်တဲ့ gate ကိုတိုက်ခိုက်ရန်တွားရောက်တဲ့အချိန်မှာစစ်ခွေးများအလုံးဟာထွက်ပြေးသွားတဲ့အတွက်တနေ့တစ်ချက်မှမဖောက်လိုက်ရဘဲနဲ့သိမ့်ပိုင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ26ရက်နေ့မှာသခိုင်းမြို့အဝင်ဝါချက်ကြီးရွာတောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးဂိတ်ကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ရန်တွားရောက်တဲ့အချိန်မှာဂိတ်စခန်းမှာရှိတဲ့စစ်ခွေးများအလုံးဟာကားနဲ့ထွက်ပြေးသွားတဲ့အတွက်တနက်တစ်ချက်မှမဖောက်လိုက်ရဘဲနဲ့တိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုတိမ့်ပိုက်ပြီးတဲ့နောက်ရှင်းလင်းရေးလှုပ်ဆောင်ကယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကရဲဘော်များပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ဆေးရေးဂိတ်ကဆုတ်ခွာသွားတဲ့အကြမ်းဖက်စစ်ခွေးများဟာစကိုင်းမြို့ပေါ်ကနေအင်အားဖြည့်တင်းပြီးတော့၎င်းတို့ပြန်ဆုတ်ရလမ်းတစ်လျှောက်မှာရှိတဲ့ကြေးရွာများကို လက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့ခြင်းကြောင့်ဝါချက်ကြီးဝါကကလင်းငယ်တအူးလက်နက်ကြီးထိမှန်ကပင်90ကြီးဝါကပြည်သူတအူးလဲပေါမာကြီးစံထိမှန်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။အချမ်းမဆက်တဲ့ဟာပြည်သူများနေထိုင်တဲ့ကြီးဝါများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်မှုများလှုပ်ဆောင်နေခြင်းကြောင့်ပြည်သူများအနေနဲ့စစ်တပ်စစ်ကြောင်းများရရှိလာပါကသတိနဲ့နေထိုင်ကြရန်ယူနီကွန်ပြောက်ကြားတပ်ဖွဲ့ UGF ကသတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စက်တဘာလတတိယဘက်ကတွားရောက်ခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဒဝဲခီးစင်နောက်ပိုင်းမှာရင်းနှီးစိတ်ကမ်းစီမံကိန်းနဲ့ဆက်ဆက်နေတဲ့နေရာတွေကိုစစ်ကောင်းစီတပ်ကစစ်ကြောင်းထိုးခြင်းနဲ့အတူအင်အားတိုးချဲ့ထားတွေလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီလိုစစ်ကြောင်းထိုးတပ်ရင်အားတွေတိုးချဲ့ရမှာဒဝဲရင်းနှီးစိတ်ကမ်းနဲ့အနီးဆုံးဖြစ်တဲ့နဘူးလေရွာဘက်ကိုစစ်ကြောင်းတကြောင်းရင်းနှီးစိတ်ကမ်းကိုအဝင်လန်းဖြစ်တဲ့မောင်းမကန်ဘက်ကိုစစ်ကြောင်းတကြောင်းနဲ့ရေပြည်မြို့နယ်အနောက်ဘက်က ရက်တော်မူဖျားအနီးတဝိုက်မှာအင်အားထပ်ဖြည့်ဓာတ်တွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နဘူးလယ်မှာအင်အား150လောက်ခန့်မှန်းရှိနိုင်ပါတယ်။မောင်မကန်ဘက်ကိုအခုရောက်လာတာကအင်အား120ခန့်မှန်းကြီးရှိနိုင်ပါတယ်။ရေပြူမြို့အနောက်ဘက်ကမ်းမှာကအင်အား100လောက်ရှိနိုင်ပါတယ်။အခုပြောတဲ့နေရာတွေကရေနဲ့စိတ်ကန်းကိုအလဲမှာထားပြီးတော့ပတ်လဲဝိုင်းထားတယ်လို့ဖြစ်နေတယ်လို့စီရေးသတင်းမြစ်တူကပြောကြားထားပါတယ်။စစ်ခွေးအုပ်စုကအာဏာသိမ်းလိုက်တဲ့2020ခုနှစ်နောက်ပိုင်းမှာစစ်ကောင်စီဟာဒဝဲရေနဲ့စိတ်ကန်းစီမံကိန်းကို ဆက်လက်လုံခြုံနိုင်ခြင်းမရှိဘဲနဲ့ရပ်တန့်ထားခဲ့ရသလိုစီမံကိန်း area အတွင်းစစ်တပ်ကလုံခြုံရေးယူတပ်ဆွဲတဲ့အဆင့်သာလုံဆောင်နိုင်ပြီးတော့အဲ့ဒီအဆောင်တပ်တွေကိုလည်းတွန်လိုင်းတပ်ဖွဲ့တွေကမကြာခဏဝင်ရောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ရေနံစိတ်ကန်းစီမံကိန်းပြန်ဆနိုင်အောင်လို့ရေနံစိတ်ကန်းအနီးတစ်ဝက်ကနေရာတွေကိုနယ်မြေရှင်းမဲ့ပုံစံရှိတယ်ဗျ။မေလိုကလည်းတဝဲကိုလာသွားတာမကြာသေးဘူးဆိုတော့ရေနံစိတ်ကန်းကိစ္စ တို့ရဲ့အလောက်ခံတွေကိုဖိအားပေးသွားလိမ့်မယ်လို့ယူဆရတယ်လို့စစ်ကောင်စီဘက်ကရင်းနှီးစိတ်ကန့်အနီးစီရေးပြင်ဆင်လာတာနဲ့ပတ်သက်ပြီးတော့စီရေးသတင်းအမြင့်တကူကမှတ်ချက်ပြုထားပါတယ်။ရင်းနှီးစိတ်ကန့်မှာပါဝင်တဲ့တဝဲအထူးစည်းဝါးရေးဆုံးမှာရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်ကို2025ခုနှစ်ဖေဖော်ဝါရီလမှာတွားရောက်ခဲ့တဲ့စစ်ကောင်ဆောင်မင်းအွန်လိုင်းရဲ့ရုရှားခီးစင်မှာနှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ အလားတူပဲစက်တင်ဘာလ16ရက်နေ့ကတွားရောက်ခဲ့တဲ့ဒဝဲခီးစဉ်အပြီးမှာတပတ်ကျော်ကြာစက်တင်ဘာလ26ရက်နေ့မှာပဲစစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုထပ်မံတွားရောက်ခဲ့ပြီးတော့ရုရှားအနုမြူစွန့်ရင်ကော်ပိုရေးရှင်းညွှန်ကြုံတဲ့တွေ့ဆုံကနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့စစ်အုပ်စုကိုထောက်ခံတဲ့မီဒီယာတွေမှာဖော်ပြထားပါတယ်ရုရှားရဲ့ဒဝဲအထူးစည်းဝါးရေးဆောင်မှာယင်းနည်းမျိုးနာမည်နှစ်နိုင်ငံသဘောတူညီချက်စာချုပ်များအရာ နီးပညာမြင့်စမ်းမှုစုံအဖြစ်နဲ့အဆင့်မြင့်တဲ့ရေးတယ်ယူပို့ဆောင်ရေးဗဟိုချက်အဖြစ်နဲ့ဆောင်ရွက်ဖို့အပါအဝင် ID စုံပို့ကုန်လုပ်ငန်းစုံတို့ကိုထားရှိမဲ့အစီအစဉ်တွေလည်းပါဝင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်မိုင်းလုံမြို့ပန်းတပြေရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ဖုန်ကြီးကျောင်းနဲ့နေအိမ်အလုံး20ပျက်စီးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မနေ့ကစက်တင်ဘာလ28ရက်နေ့ညနေ4နာရီကျော်ကမှ မိုင်းလုံမြို့ပန်းတပြေကြီးရွာကိုအချက်မဲ့ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချက်မဲ့ဆက်တက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းဖုံကြီးကျောင်းနဲ့နေအလုံး20ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အချက်မဲ့ဆက်တက်ဟာပန်းတပြေရွာမှာရှိတဲ့ပြည်သူများကိုရည်ရွယ်ချက်ရှိရှိနဲ့လေရင်ကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။အလားတူပဲစက်တင်ဘာလ26ရက်နေ့ကလည်း အချက်မဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရည်ရွယ်ချက်ရှိရှိပေါပုတ်ကြေးရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်62နှစ်အရွယ်အမျိုးသားတဦးပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အချက်မဲ့စစ်တပ်ဟာကြောင်မဲတီဘောနဲ့မိုးကုတ်မြို့နယ်အတွင်းကိုလေကြောင်းလက်လက်ကြီးအသေးခံ drone များနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသား၂ဦးတိတ်ဆုံးခဲ့ပြီးတော့အမျိုးသား၃ဦးအမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်အလုံး၃၀စာသင်ကျောင်းတစ်ကျောင်းဘုံကြီးကျောင်းတစ်ကျောင်း ကျောင်းဆောင်တဆောင်နဲ့ကားတစ်စီးတို့ဘုံစားထိမှန်ပြက်စီးခဲ့တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့အကြမ်းဆက်တဲ့ရဲ့ဘုံကျဲတိုက်ခတ်မှုများကိုရှောင်ရှားနိုင်ရန်စီရေးသတိအမြဲရှိရန်လိုအပ်ပြီးတော့လေးချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေးချောင်းရံကာကွယ်ရေးဆိုင်ရာနီးလမ်းများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ DNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတာယာဝတီမြို့နယ်မှာစေခေါ်စာနဲ့စစ်မှုထမ်းတပ်သားတဲ့စူဆောင်းနိုင်ခြင်းမရှိတော့တဲ့အတွက်ကြောင့်နေအိမ်မော်တွေအထိပါတက်ပြီးတော့လူငယ်များကိုဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးရန်စစ်တပ်ကပြူစောတိများနဲ့ရက်ကွက်ကြီးရွာအုပ်ချုပ်ရေးအဖွဲ့များထံမှညွှန်ကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခိုင်းတဲ့အမိန့်ကြောင့်တာယာဝတီမြို့နယ်အောက်လက်ပိုင်းခုံအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆိုးကပြူစောတိများကိုပူးပေါင်းက လူငယ်များကိုနေအိမ်ထဲအထိပါလိုက်လံဖမ်းဆီးလာတယ်လို့သိရပါဗျ။ဩဂတ်စ်လ26ရက်နေ့ညနေ6နာရီကမှတာယာဝတီမြို့နယ်အောက်လက်ပတ်ခုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆိုးဦးဆောင်တဲ့ယာအိမ်မှူးတန်းဆိုးမျိုးစော်တင်လာတို့ပါဝင်တဲ့အဖွဲ့ကမြောက်ဝါလေးရုံရွာမှာနေထိုင်တဲ့ဥကြော်လင်းရဲ့တားဖြစ်သူကိုမင်းမင်းဆိုသူကိုယာယီမှုမျိုးစော်ရဲ့နေအိမ်ရဲ့ရှိမှာဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးပြီးတော့အကြမ်းဖက်ဆက်တပ်ထံကိုစစ်မှုထမ်းအဖြစ်နဲ့ပို့ဆောင်လိုက်တယ်လို့သိရပါဗါဒအလားတူပဲစက်တင်ဘာလ1ရက်နေ့ည9နာရီကမှာ မြောက်ဝါလေးယုံရွာမှာနေထိုင်တဲ့ဥသောသိန်းရဲ့တားဖြစ်သူကိုမျိုးကျော်ကိုလည်းအုတ်ချုပ်ရင်မူတင်ဆုပ်ဥဆောင်တဲ့ယာယီမှုများနဲ့ပြူစောနေများကနေအိမ်ဝကိုတက်ပြီးတော့ဖမ်းဆီးပြီးထွက်ပြေးရန်ကြိုးစားတယ်ဆိုပြီးတော့ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ကိုမျိုးကျော်ကိုချိုးထုတ်ပြီးတော့အကြမ်းဖက်စစ်တပ်ထံကိုထပ်မံပြီးတော့တွားရောက်ပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။အုတ်ကြီးနဲ့ယာယီမှုတွေကအခုနောက်ပိုင်းစစ်မှုထမ်းစုဆောင်းနိုင်တွေကအပြင်ထွက်လာတဲ့လူငယ်တွေကိုပဲမဟုတ်တော့ဘူး။ နေအိမ်ထဲမှာနေတဲ့လူတွေကိုပါဝင်ဖမ်းတဲ့အခြေအနေဖြစ်နေပါပြီအဲ့ဒီထဲမှာအဆိုးဆုံးကတော့အောက်လက်ပံခုံကြီးပါအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆောင်ကအဆိုးဆုံးပဲနေအိမ်နေတဲ့အထိပါဝင်ရောက်ပြီးတော့ရိုက်နှက်ပြီးဖမ်းခိုင်းတာသူ့မှာကလက်နက်ကင်ပြူစောတီတွေပါရှိတော့တာယာဝတီမြို့နယ်ထဲမှာလူပါအဝဆုံးအုပ်ချုပ်ရေးမှူးပဲစစ်မှုထမ်းကြီးဆိုရင်လေသူကောက်ချင်တယ်လို့ကောက်ပြီးတော့နေအိမ်နေတဲ့အထိပါပေါ်တာဝင်ဆွဲတယ် တိုင်ကျင်တဲ့နေရာတိုင်းလိုင်းပေါ်လဲတင်ကျင်တော့တင်မင်းတို့ပထဝီ PDF တွေကိုလဲငါကစောက်ကူမဆိုင်ဘူးဆိုပြီးကြွေးကြော်နေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗါး2024ခုနှစ်မေလကစတင်ပြီးတော့စစ်တပ်ကစစ်မှုထမ်းအပတ်စဉ်တင်တန်းများကိုလအစဉ်ဖွင့်လှစ်ခဲ့တယ်လို့သိရပါဗါးအခုလာမယ့်အော်တိုဘာလမှာစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်18ကိုဖွင့်လှစ်မှာဖြစ်ပြီးတော့လအစဉ်စစ်မှုထမ်းလူငယ်အယောက်9000ကန့်ကိုစစ်တပ်ကပုံမှန်ဖမ်းဆီးပြီးတော့စူးစောင်းခေါ်ယူလျက်ရှိကြောင်းတရင်အားရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်မြင်းဒီမြောက်စုရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တင်ဘာလ28ရက်နေ့မိုးလယ်နှစ်နာရီကျော်ကမှပေါ့မြုံနယ်အနောက်ပိုင်းမှာရှိတဲ့မြင်းနီမြောက်စုရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တဲ့ရဲဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တဲ့ရဲဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲလက်ရှိအချိန်မှာခြေရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ပြည်သူတွေထိခိုက်တယ်လို့တော့မကြားမိဘူးဗျ။ပြည်သူတွေကတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေရပါတယ်။ မြင်းနီမြောက်စုကြီးရွာဖုံကြီးချောင်းတောင်ဘက်ကိုဘုံကြရောက်ပောက်ကွဲတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲမကွေးတိုင်းထီးလင်းမြို့နယ်နဲ့ပေါင်မြို့နယ်အဆက်မှာရှိတဲ့ပုံတောင်တောင်ကျောကိုလည်းအချက်မဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခိုက်တဲ့အကြောင်းထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတောင်ရှိသူကပြောဆိုထားပါတယ်။မနေ့ကစက်တဘာလ28ရက်နေ့မိုးလယ်2:30မိနစ်ခန့်မှာထီးလင်းမြို့နယ်အရှိတ်ဘတ်ချမ်းနဲ့ပေါင်မြို့နယ်အနောက်ဘတ်ချမ်းပုံတောင်တောင်ကျောတနေရာကိုအချက်မဆက်တက်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တဲ့ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိဘဲယာကင်းအတွင်းထဲမှာကြာရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ဘာတိုက်ပွဲမှမရှိဘဲနဲ့ဘုံကျဲသွားတာပြည်သူတွေတော့ထိခိုက်မှုမရှိပါဘူး။ယာကင်းနဲ့ကိုကြာရောက်ပောက်ကွဲတယ်လို့သိရတယ်။ပေါ့မြုံနဲ့အနောက်ဘက်ချမ်းကယာကင်းပြည်နယ်ကိုဘုံကျဲရောက်ပောက်ကွဲတယ်လို့ထီးလင်းမြုံနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်နှောပင်ရွာကိုအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ24ရက်နေ့မနက်8:38မိနစ်ခန့်မှာမြန်မြို့နယ်နော်ပင်ရွာတော်ဖုံကြီးကျောင်းကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကျေးရွာတွေကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ အခုလိုမျိုး drone နဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ဂျီဗာနေပြည်သူအသက်40အရွယ်နဲ့အသက်32နှစ်အရွယ်အမျိုးသားနှစ်ဦးတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။မြန်မြို့နယ်နှောမင်ရွာတော်ဖုံကြီးအကြောင်းမှာရောက်နေတဲ့စစ်ခွေးတွေကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ drone နဲ့ပုံကျဲတိုက်ခိုက်လို့နှောမင်ရွာမှာနေထိုင်တဲ့အမျိုးသားနှစ်ဦးတိတ်ဆုံးတယ်။ ပြည်သူတွေကရွာတွေကိုပြန်ဝင်တဲ့အချိန်လိုက်ကြည့်လိုက်တော့အလောင်းနှလောင်းကိုတွေ့ရတာလို့မြိုင်တောင်ပဲမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတောင်းရှိသူကပြောဆိုထားပါတယ်။အလားတူပဲစက်တင်ဘာလ23ရက်နေ့ကလည်းမြန်မြို့နယ်နောမေရွာတော်ဖုံကြီးကျောင်းကိုအကြမ်းမဲ့ဆက်တက်ကဆက်တက်လေးထိနှစ်စီးနဲ့ဘုံကျဲတက်ခိုက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိဘူးလို့တော့သိရပါတယ်။ဒါအပြင်စကိုင်းတိုင်းစားလင်းကြီးမြို့နယ်နဲ့ ရေးမာပင်မြို့နယ်အဆက်တနေရာကိုအကြမ်းမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်လေးထီးနဲ့ဘုံကျဲတိုက်ခိုက်တဲ့အကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။မနေ့ကစက်တင်ဘာလ28ရက်နေ့နေ့လယ်7:48မိနစ်ခန့်မှာစားလင်းကြီးမြို့နယ်နဲ့ရေးမာပင်မြို့နယ်အဆက်မှာရှိတဲ့ကြေးရွာများကိုနမခကနေတက်လာတဲ့စက်တပ်လေးထီးတစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရေးမာပင်နဲ့စားလင်းကြီးအဆက်ကိုစက်တပ်လေးထီးနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူတွေထိခိုက်ဒေဆုံးမှုကိုတော့မသိရသေးပါဘူး။ စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်ခိုက်သွားတာပါလို့ဒေသနေပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းဂျိုးပင်ကောင်းမြို့နယ်နဲ့အုတ်ဖို့မြို့နယ်အဆက်မှာရှိတဲ့ကြေးရွာများကိုအချက်မဲ့စစ်တပ်ကနှစ်ရက်ဆက်တိုက် drone လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ26ရက်နေ့မှာဂျိုးပင်ကောင်းမြို့နယ်မြို့ကန်ရွာကိုအချက်မဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်တလုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ အခုလိုဘုံကျဲတက်ခိုက်မှုအတွင်းဘုံတစ်လုံးဟာပောက်ကွဲခြင်းမရှိတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များကလာရောက်ပြီးတော့ရှင်းလင်းပေးခဲ့ရတယ်လို့သိရပါတယ်။စေခွေးတွေကမနေ့ကမြို့ကန်ရွာကို drone နဲ့ 6kg ဘုံလာရောက်ကျဲချတိုက်ခိုက်သွားတော့ပါပြည်သူတွေတော့ထိခိုက်မှုမရှိပဲနေအိမ်တစ်လုံးပျက်စီးသွားပါတယ်မပေါက်ကွဲသေးတဲ့ဘုံတစ်လုံးကိုတော့တော်လိုင်းတပ်ဖွဲ့တွေလာရောက်ပြီးတော့ရှင်းလင်းသွားတယ်လို့ဒေသခံပြည်သူတူကအတည်ပြုပြောကြားထားပါတယ်အလားတူပဲ မနေ့ကစက်တင်ဘာလ28ရက်နေ့မှာဂျိုးမင်ကောင်းနဲ့အုပ်ဖို့မြို့နယ်အဆက်မှာရှိတဲ့အလေကုန်းရဲစခန်းကစစ်သားများကဖလံမင်ရွာကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်တလုံးပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အချက်မဲ့ဆက်တဲ့ကဂျိုးမင်ကောင်းနဲ့အုပ်ဖို့မြို့နယ်အဆက်မှာရှိတဲ့ဒေါင်စဘာကွင်ရွာဖလံမင်ရွာနဲ့ရွာတဲ့ရွာတို့ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်နေအိမ်တလုံးပျက်စီးကပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ မနေ့ကညနေကလည်းအလဲကုန်းရဲစခန်းကနေဖလံပြင်းရွာကို drone နဲ့ဖုံးလာကျဲလို့နေအိမ်တလုံးပျက်စီးသွားပါတယ်။နောက်ပြီးတော့စစ်ခွေးတွေကလက်နက်ကြီးတွေနဲ့လည်းဒေါင်းစဘာခွေးရွာဖလံပြင်းရွာနဲ့ရွာသစ်ရွာတွေကိုဇက်တိုက်ရန်တမ်းပစ်ခတ်နေလို့နေအိမ်တလုံးပျက်စီးပြီးပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကခင်ဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ